မှန်ကိုကိုတိုင်ဖြက်စီးလိုက်လို့ကိုကိုစတဲ့ပြီးတော့တငယ်ချင်းတွေကိုကဲတင်မလို့လားဆိုတာအားလုံးကလူပိကိုဝိုင်းပြောနေကြပါတယ်။ကတခဗီက1 billion 57 million အထိစူရင်းဝယ်ရှိတာမလို့နိုင်နိုင်မှမလို့လားလို့ထပ်ပြောတဲ့အခါကတခဗီကကြားလိုက်ပါတယ်။ဗမန်ဖရိတ်တွေကိုတလောက်ဖြတ်စည်းနိုင်တဲ့သူမရှိသေးပဲနဲ့မင်းတို့ကတော့လွန်မြောက်ခွင့်ပေးလိုက်မယ်ဆိုရင်မမားတို့အကြီးမားဆုံးချိန်ချမှုကြီးဖြစ်လာတော့မှဆိုရင်မဲစွန့်ရည်ချင်းရှင်ပြရင်တော့ခတ်တခဗီကသူ့ထက်လူဗီကအစိမ့်နိုင်နေတယ်လို့ဆိုပါရင်လူဗီကသူကမရှုံးဘူးလို့ပြန် online ပစ်မယ်ခတ်တခဗီကတော့မင်းအပေါ်မှာမင်းထက်တာတဲ့သူရှိနေတယ်ဆိုတာကိုပြသပေးမယ်လို့ဆိုပါရင် လူဖီလက်ခတ်တက်ကဝီကိုတိုက်ခွတ်အမျိုးမျိုးနဲ့တိုက်ခိုက်နေပေမဲ့ခတ်တက်ကဝီကိုလုံးဝမထိနိုင်ဖြစ်နေခဲ့ပါပြီ။ညောင်စလုံးရဲ့လှုပ်ရှားမှုတွေကအယံမြန်လုံးနေရကြမလို့အားလုံးလည်းဘာပဲဖြစ်နေရလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ရပါရဲ့။တဖက်ကနာမီတို့လည်းအဆင်ပြေပြေထွက်လာနိုင်ခဲ့ပြီးတော့ချော့ပါကလည်းလူဖီကိုလမ်းအောင်ခေါ်နေခဲ့ပါတော့။လူဖီကမေရာဝေါ်တဲကိုဝင်သွားပြီးဖြစ်တဲ့အကြောင်းခါရော့ကပြပြလိုက်တဲ့အခါအားလုံးလည်းအယံအံ့ဩသွားခဲ့ရပါရဲ့။မင်္ဂလာကွယ်နေပြီမလို့လိုက်သွားလို့မရတော့ဘရုတ်ကတို့ခေါင်းဆောင်ကိုယုံကြည်ထားဖို့ပဲပြလိုက်ပါရဲ့ပါဒီယိုကိုလည်းမမြင်မိတာမလို့လူဗီနဲ့မေယာဝေါ်တဲကိုအတူလိုက်သွားလာလို့ဘရုတ်ကမေးလိုက်ပါရဲ့ နာမည်လည်းဖြစ်ခဲ့တာတွေအားလုံးကိုဘွတ်တကိုရှင်းပြပေးလိုက်ပါတယ်။ဒါတွေကိုတိတိကျကျရတဲ့ဘွတ်လည်းပယ်ပြူနဲ့သူရှိခဲ့တဲ့အချိန်လေးတကိုပြန်တွေ့ရင်သူအားနည်းကဲလို့တလို့ဖြစ်လာရတာဖြစ်ပြီးတော့ပုံပြီးအစွမ်းထက်ခဲ့ရင်ကောင်းတာလို့ကိုယ့်ကိုမခံမရနိုင်ဖြစ်နေခဲ့ပါတယ်။အားလုံးကရန်ဝမ်းနေနေပြီးတော့အောင်ကုန်ကြတဲ့အခါဒါကြောင့်ပဲစိတ်နှောင့်ရှင်းမဖြစ်နေတင်မနေငိုတာတွေကိုလည်းရက်တန့်လိုက်ဖို့ရှင်ဘဲကပြောလိုက်ပါတယ်။ ဘွကလေဘာလို့ဒီလိုအေးစတဲ့စကားတွေကိုပြောနိုင်ရလဲဆိုပြီးဂျင်ဘဲကိုပြန်ပြောတော့ဂျင်ဘဲလည်းသူပြောချင်တာအာယုံတွေမထွေပြားစေဖို့လို့ပဲပြန်ပြောလိုက်ပါရဲ့ကယုံထဲမှာစောင့်နေတဲ့စစ်သားတွေလည်းရှိခဲ့တယ်ဒီနေရာကအန်ဒီရဲ့များတဲ့ဆိုတာတိခဲ့တာမလို့ကိုကိုစရေဘုပဲစိတ်ဆုံးဖြတ်ခဲ့တယ်ဒါကပတ်ဗျိုရဲ့နိုင်ပွဲပဲလို့ဂျင်ဘဲကဆိုပါရဲ့မင်းတို့ရဲ့တမန်မှုကပမန်ခုချောင်းပိတ်နိုင်အောင်လို့လုံနိုင်ခဲ့တယ်မင်းတို့ရဲ့လုံသားတွေမှာပတ်ဗျိုကအရှိကိုဆက်သွားကြဆိုပြီးပြောနေတဲ့စကားတွေကိုမကြားရဘူးလာလို့ဂျင်ဘဲကချက်ပြောလိုက်ပါတယ် ဒါကိုလူဗီကချက်ချင်းသဘောပေါက်သွားခဲ့တာဖြစ်ပြီးတော့ရန်ကိုတယောက်တည်းတိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ခတာကဝီက1ဘီလီယံကျော်တော့မှစုချင်းဝင်ရှိတာမလို့အခုတိပမမပီးသေးပဲ။အခုကထထိုလန်တဲမှာမကြာခင်မှာပဲပမန်ကလည်းနောက်ကနေလိုက်လာနိုင်မှာဖြစ်တယ်လို့ရန်သူတမောတွေကလည်းဘယ်နေရာကနေမှဆိုလားတိုက်ခိုက်နိုင်တယ်။ ပြမအုပ်စိုးတဲ့နေမိတဲ့ကနေမထွက်ခင်အထိအာယုန်နဲ့ပြပြလို့မရဘူးဆိုတာဘယ်လိုချင်ပဲကပြလိုက်ပါဘွတ်ကလေးချင်ပဲကိုပြန်တောင်းပန်လိုက်ပြီးတော့နာမိတို့လည်းစံကြည်တို့နဲ့ပြောထားတဲ့အတိုင်းခါခါအုပ်ချွန်းကိုဥတီပါရယ်ခါဘွတ်ကလည်းအချိန်တွေကိုစောင့်ကြည့်ပေးတဲ့အခါစစ်တင်းမောနဲ့ပြမန်းကိုတွေ့လိုက်ရပါတယ်ပြမန်းကကြီးမားတဲ့ခန္ဒီကိုတုံးပြီးပေလမလမ်းရှောင်းနေကြောင်းခါဘွတ်ကပြပြလိုက်ပါတယ် ပပလူကသူ့အတွက်ကြောင်းနဲ့အတက်ကိုတောင်းရှင်းခဲ့ပေမဲ့ပပလူစပယ်ရိုကအသက်ရှင်နေသေးတော့ခါရိုနဲ့ဒေါ်ဒါရဲ့ရန်ထွက်နေခဲ့ပါပြီ။ပပလူစပယ်ရိုကသူ့ရဲ့ဆုံးရှုံးသွားတဲ့ညာဘက်လက်ကိုခန်တီနဲ့အစားထိုးလို့ရပ်ပေမဲ့လက်ဖက်ရည်ပူပူလေးကိုတောက်တဲ့အခါကျအပူချောင်းအရှိပြောကျတော့တဲ့လက်ကိုမြင်တိုင်းမစ်မြုံးရဲ့စူးရမျက်နှာကိုမြင်ရတော့မှလို့ဆိုပါရဲ့။ဟိုကိတ်ကျွန်းမှာလဲဇူးနဲ့ Prometheus တို့ကဂျန်နေခဲ့ပါရဲ့ကကာအိုကျွန်းကိုတွားနေတဲ့လမ်းမှာလဲလူလာကကကာအိုကျွန်းကိုတာဝန်ရှုခဲ့တဲ့ချောကလိတ်ဝင်ကြီးဖြစ်ခဲ့ကြောင်းချက်ဖြုံကစံကြီးကိုပြပြနေခဲ့ပါရဲ့ သူထွက်သွားပြီးတဲ့နောက်မှာလည်းအဲ့ဒီနေရာကိုဆက်ခံဖို့ကန်လန်တာကိုလူတိုင်းကညင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ဖောင်းကလည်းသူ့ရဲ့တမီးရှက်ဖင်ကိုမြင်လိုက်လို့လှမ်းအောင်ခေါ်ပေမဲ့ရှက်ဖင်ကတော့မကြားလိုက်ပါဘူး။အဲ့ဒီကနေထွက်လာပြီးတော့အပေါ်မှာလက်ထိုင်ဖို့ပူတင်ကိုရှက်ဖင်ကပြောလိုက်ပါတယ်။ ပရင်ကတော့သူဟာမင်္ဂလာအင်ဂျီကိုဝစ်စင်ထားတာမလို့စံချင်တဲ့သူထိုင်လိုက်ရင်လက်ထပ်ထားတဲ့သူတွေလိုထင်ကုန်ကြရင်စိတ်နောက်ရက်ဖြစ်ရတယ်လို့ဆိုပါတယ်။ဒါလိုနဲ့ကကာအိုကျွန်းကိုလမ်းမြင်နေခဲ့ရပါပြီ။တစ်ဖက်ကလူဗီရဲ့ဟော့ကန်လင်းတိုက်ကွက်ကိုခတ်တကဘီကလည်းမိုးရှူနဲ့ပြန်ကာပြီးတော့တိုက်ခိုက်နေခဲ့ပါတယ်။ခတ်တကဘီအစမပြတ်ထိုးတာကိုလူဗီခံရပြီးနောက်လဲကျသွားခင်းရပါပြီ။ လူဖီကချက်ချင်းပြန်ထလာတဲ့အခါတတ်မှတ်တဲ့ဆိုရင်မဲ့စွမ်းရည်ကတော့ခုနကပြောခဲ့တဲ့လိုပဲအရာအလုံးခတ်တက်ကပီကသူ့ထက်အစ်စ်နိုင်နေရလို့ထပ်ပြောလိုက်ပါတယ်။လူဖီကတော့ရောဘတ်ကမိုရှီကိုရှုံးစရလာလို့អော်ပြောလိုက်ပြီးတော့စာပြီးလို့ရှားပါတော့ရင်လူဖီကသူ့ရှုံးမှာမဟုတ်ဘူးလို့ထပ်ပြောလိုက်ပြီးတော့ဟော့စတမ်နဲ့တိုက်ခိုက်ပေမဲ့ခတ်တက်ကပီကရှောင်နိုင်ခဲ့ပါတယ်။ လူဗီကမှာပီးသိပ်ဘူးလို့ပြောနေတယ်မှာပဲခတ်တကဝီကလူဗီလို့ရှာမကိုကြုံမြင်လိုက်ရတာမလို့လူဗီပဲခံနေရပါတော့ရဲ့နောက်ထပ်တိုက်မဲ့စွမ်းအားကိုလည်းခတ်တကဝီကကြုံမြင်လိုက်ပြီမလို့လက်လျှော့လိုက်လို့ပဲလူဗီကိုပြောလိုက်ပါတယ်လူဖီကအဲလီဖန်ကနေတိုက်ခိုက်ဖို့လုပ်တဲ့အခါခတ်တကဝီကလည်းလူဖီထက်ပိုကြီးတဲ့မိုချီလက်တီးကိုအက်ပမန်ဟန်လင်းတုံးပြီးတော့ပြန်ချိုးလိုက်ပါတော့။နောက်ဆုံးထိသွားတဲ့သူကလူဖီဆိုပေမဲ့လူဖီကဂရစ်လီမကနနဲ့ထပ်တိုက်ခိုက်ပေမဲ့ခတ်တကဝီကလူဖီနဲ့ပုံစံတူတဲ့မိုချီကိုဖျောက်ပြလိုက်ပြီးတော့လူဖီလက်ကိုဆွဲကနေနဲ့ချလိုက်ပါတော့။ လူဗီလဲဂျိုင်းရဲ့ H snap ပြန်တိုက်ခတ်ပြန်မဲ့ခတ်တက်ကဝေးကလူဗီထက်ပိုကြီးတဲ့ခြေတော့ကိုလုံပြလိုက်ပါတယ်လူဗီရဲ့အနာကတ်မှာအနိုင်ဆိုတာမရှိဘူးလို့ပြောပြီးခတ်တက်ခတ်ဝေးကလည်းလူဗီကိုပြန်ရိုက်ချက်လိုက်ပါတော့ဟဲ့ ်ဒါကိုခံပြီးဘသူမှအသက်ဆက်ရှင်နေမှာမဟုတ်ဘူးလို့အားလုံးကပြောနေတယ်မှာပဲလူဗီကလှူရှားနိုင်နေတဲ့တက်ကိုမြင်လိုက်ကြရပါတယ်တဖက်မှာလည်းပူတင်ကချက်ဖင်ကိုလက်ထိတ်ခတ်လိုက်ပြီးတော့သူကချက်ဖင်ကိုအတင်းကျပ်ခေါ်လာခဲ့မယ်လို့ပြောခဲ့တဲ့အကြောင်းမလို့အခုလိုလုပ်ရရဲဆိုတဲ့အကြောင်းနဲ့တောင်းပန်စကားလည်းပြောနေခဲ့ပါတယ်ပိုတင်ကစံကြီးကိုလမ်းကြည့်တဲ့အခါကျစံကြီးကပြန်ပြုံးပြတဲ့အခါအသိစိတ်ပါလွတ်ထွက်နေလို့ရှက်ဖြုံနဲ့တတိထားဖို့អော်ပြောနေခဲ့ရပါတယ် သူတို့နဲ့ပူတင်တို့ကဂျွန်းကိုရောက်လာခဲ့ပြီးရှက်ဖီကိုမြင်တော့အားလုံးကရန်အံ့ဩနေကြပါ誒ခွေးနဲ့ဝက်ကလည်းစံကြီးကိုဖွက်ထားတဲ့ကော်ဇောထိတ်ကိုအနမ်းခတ်နေတာမလို့ပူတင်ကသူတို့မှာအချိန်မရှိပဲဆွီးဆက်ရုံကိုသွားအောင်မယ်လို့ဆိုပါ誒မမရဲ့ဆာလောင်နဲ့ဝေနာကြောင့်ဂျွန်းတွေလည်းပျက်စီးနေပြီမလို့အစင်တင်ပြင်ပြီးလာလို့ပူတင်ကသူတို့ကိုမေးလိုက်ပါ誒လွန်ခဲ့တဲ့တနအီလောက်ကဟိုကိတ်ဂျွန်းကစပမှု32ယောက်လည်းရောင်းနေပြီဖြစ်ကြောင်းသူတို့ကပြန်ပြောပြလိုက်ပါ誒ခတ်တကဝီစီကိုလည်းဖိုင်ဟိုစပယ်ကဆက်တွေ့လာတာမလို့စတော့ခ်ဖွဲ့ရဲ့အခြေအနေကိုမေးလိုက်ပါ誒 တိမ်မိုးနဲ့အပေါ်ကိုပြန်တက်သွားလို့လွတ်သွားတဲ့ဆိုရင်မဲ့အခုမမားကနောက်ကနေလိုက်နေတာမလို့ခနာလေးနဲ့ဖမ်းမိမှာပါလို့ဖောက်စပယ်ကလည်းဆိုပါရဲ့အဲ့ဒီဘက်ကအခြေအနေကိုလည်းဖောက်စပယ်ကပြန်မေးတဲ့အခါအရှိမပဲမှောက်နေတာမလို့ဒီနေရာမှာပဲရှင်းပြလိုက်တော့မယ်လို့ခတ်တကပေကဆိုပါရဲ့တဖက်ကပိုတင်တို့ကလည်းစွိစယုံကိုရောက်လာပြီးတော့ဆပမှုတွေကလည်းခဲ့ရတဲ့အတွက်သူတို့ပြင်ဆင်နေကြောင်းပိုတင်ကိုပြောလိုက်ပါတယ်ပိုတင်ကရှက်ဖျွန်တို့ကိုအထဲအရင်ဝင်ခိုင်းလိုက်ပါတယ်ပိုတင်ကသူတို့ကကိတ်ကိုဒီနိုင်ငံအတွက်ပြစ်တော့ပေးတော့မှမလို့အထဲကိုဘသူမှဝင်မကြည့်ဘူးလေမှာခဲလိုက်ပါတယ် ကျွန်တော်ကစပိုမှုတွေပဲမလို့တယောက်ချင်းစီအထဲကိုဝင်ခဲ့လို့ပြောလိုက်ပါတယ် သူတို့နဲ့ပထမဆုံးဝင်တဲ့တယောက်ကိုဖိုတေကမှတ်ညံ့တွေပြင်ဆင်ဖို့လုပ်ပါတော့ရယ်တစ်ဖက်မှာလည်းစန်ဂျီကတူလာတဲ့လမ်းမှာကိတ်ကျဲပုံချန်းကိုဆွဲခဲ့ကြအောင်ရှက်ဖွန်ကိုပြောလိုက်ပါတယ်။မြည်ရမမြည်ကြည့်ရသေးပဲနဲ့ပါဝင်ပစ္စည်းတွေကိုဘယ်လိုများတည်တည်ရရလဲလို့ရှက်ဖွန်ကပြောတော့စန်ဂျီကအနံ့နဲ့ရရလို့ဆိုပါတယ်။အဲ့ဒီချိန်စပုတ်မှုလို့ဝေထားတဲ့ဖိုတေကိုမြင်တော့စန်ဂျီလက်သဘောကျပြီးချစ်စရာကောင်းတယ်လို့ပြောမိလိုက်ပါတယ်။ဖိုတေနဲ့အရန်ရှက်နေပြီးတော့စပုတ်မှုတို့ချုပ်ကလည်းစ조사ကြတာပေါ့။ဖိုတေရဲ့ယောက်ျားလို့လုပ်နေလို့ဖိုတေလည်းသူမှတ်ညံ့တွေပြင်ဆင်ထားတာမဟုတ်လို့တိုးတိုးတွေကမင်္ဂလာပွဲမှာဘာမှဖြစ်ပဲပြီးဆုံးသွားပြီးရှာဒီဥတုကြောင့်ကိမုတ်ကြီးကပျက်စီးသွားတယ်။ဒါကြောင့်ကိမုတ်ကိုပြန်လုပ်ရမယ်ဆိုတဲ့ Wireless Story ကိုပဲထည့်ထားကြောင်းစံကြီးကိုပြောပြလိုက်ပါတယ်။စဖမှုတွေကခိတ်ဒီဇိုင်းကိုမြင်တော့အရန်အန်အောနေပြီးတော့စဖမှုခေါင်းဆောင် Stu San ကဒါကိုထွက်လွှတ်ဖို့တပိုက်တာမှကြာခဲ့တာမလို့ခဏလေးနဲ့ပေါဝင်ပစ္စည်းတွေပါတည်နေလို့အန်အောစီရပဲလို့အားလုံးကစံကြီးကိုပြောနေခဲ့ကြပါရဲ့။အချင်းလင်မယားအနေနဲ့ဒီကိတ်ကိုလောက်ရတာအတော်ထူးခြားတာပဲလို့စဖမှုကပြောနေတော့ပိုတင်ကလဲကြသွားတဲ့အခါဘာဖြစ်တာလဲ Mrs. Lo စဖမှုကအဆမ်းပြတ်ခေါ်နေပါတော့။ပိုတင်ကတော့သူတို့ကိုလင်မယားလို့ခေါ်နေလို့အရန်နေပြောရွှင်နေခဲ့ပါပြီ။ ကိမုတ်ကြီးပြီးဆုံးတဲ့အထိအချိန်နဲ့ရှင်ပြန်ရတဲ့ပြိုင်ပွဲတစ်ခုပဲလို့စန်ကြီးကဆိုပါတယ်။ရှက်ဖြုံကရှက်ဖြုံကိလုတ်တာကိုတာဝန်ယူပြီးတော့ပူတင်ကချောကလက်ရောစက်တာကိုလုပ်ပေးဖို့စန်ကြီးကိုပြောလိုက်ပါတယ်။ သုံးနာရီအတွင်းမှာမပြေဆုံးသေးတဲ့ကိတ်ကိုတင်မောနဲ့တင်ပြီးတော့ခါခါအုံကျောင်းကနေထွက်ပြီးတော့တင်မောမှာပဲအလှဆက်ဆင်ကြမယ်ဖင်မန်းလိုက်တောက်ကိုခံနေရတဲ့ဆွဲဟတ်တွေနောက်ကိုလှမ်းပေးမယ်လို့စန်ကြီးကပြောပြီးတော့အခုပဲစတင်လိုက်ကြဖို့ထပ်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းပတ်ဖြိုဟာသူ့ရဲ့တင်မောမရှိတဲ့အတက်ကိုစတဲ့ပြီးတော့ power spiral ကိုသူ့တက်နိုင်ပြီးလို့ထင်ခဲ့ပေမဲ့တကယ်တမ်းတိတ်သွားရတာကသူ့ကိုယ်တိုင်ပဲလို့လူဘီကိုပြောပြလိုက်ပါတယ်လူဗီကလည်းပတ်ဖြိုလိုပဲမကြောက်ရင်တေဆုံးရအောင်မှမလို့အမြန်တက်ပစ်လိုက်ဖို့ power spiral ကထပ်ပြောပြီးတော့ဖုန်းချသွားခဲ့ပါတယ် ခါတာကဘီကဘယူလီကိုလည်းနှိုးလိုက်ပြီးတော့မင်းအိတ်နေမယ်ဆိုရင်စစ်သားတွေလည်းမမတော်တိုင်းမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်လူဖီကလည်းပြန်ချလာခဲ့ပါပြီ။အမြန်နှုံအင်အားဘာတစ်ခုမှအနိုင်မယူနိုင်တော့နောက်ထပ်ဘာများနဲ့များတိုက်ခိုက်မှလည်းလို့ခါတာကဘီကမေးလိုက်ပြီးတော့လူဖီကနှစ်ခုလုံးသုံးပြီးတိုက်ခိုက်တော့မယ်ဆိုတာလေခါတာကဘီကချုံမြင်လိုက်ရပါတယ်။လူဖီကအဲလီဖန်ဂန်လေးနဲ့တိုက်ခိုက်ပေမဲ့ခတ်တကူဘီကတော့ဘယ်ကနေလာမယ်ဆိုတာကိုအကောင်လုံးသိနေရတာမို့လို့ပြန်ပြီးတော့စော်ပေးလိုက်ပါတယ်ခတ်တကူဘီကသူ့ထက်ပိုကောင်းတဲ့စွမ်းရည်မျိုးတစ်ခုမှလူကြီးမှမရှိဘူးလို့ပြောလိုက်ပြီးတော့အဆန့်ပြတ်ထိုးနှက်နေပါတော့ လူဖီလက်ခတ်တကဝီရဲ့ထိုးချက်တွေကြောင့်ပဲလဲကျသွားခဲ့ရပြန်ပါတယ်စစ်သားတွေကိုခေါ်ပြီးစတော့ခတ်တမောကိုမီရှိုးပြလိုက်ဖို့ခတ်တကဝီကဗျူလီကိုပြောလိုက်ပါတယ် အဲ့ဒီချိန်ရှာလို့ရဲ့34ယောက်မြောက်သားတော့ဖြစ်တဲ့မက်စကာဖုန်းနဲ့29ယောက်မြောက်သမီးတော့ဖြစ်တဲ့ဂျူစကာဖုန်းကရောက်လာပြီးတော့စောဟက်တင်မော်နဲ့ချိတ်ဆက်ထားတဲ့မှန်တစ်ခုထက်ရှိတဲ့ကြောင့်လာပြောပါတော့ရယ်လူဖီကလည်းအဲ့ဒီမှန်ကိုပါဖြတ်စည်းပြဖို့လုပ်တဲ့အခါခတ်တခုဘီကတားလိုက်ပြီးတော့သူနဲ့1 vs 1တက်ခိုင်းနေတဲ့ထင်ထားတယ်လို့ပြောလိုက်ပါတယ်သူနဲ့စရခတ်တမောစီကိုမိမျာရည်နဲ့ပြစ်လို့ဖို့လောက်ကြပါတော့ရဲ့လူဖီကအဲ့လိုလောက်ခွင့်မပေးနဲ့လို့မှန်ကိုပြန်ခွဲဖို့ကြိုးစားနေပေမဲ့နောက်ကနေခတ်တခွေကဆွဲထားပြီးတော့လူဖီကိုကင်ပေါက်လိုက်ပါတော့ရဲ့အဲ့ဒီချိန်တမောတဲကိုမိမျာကလည်းရောက်ရှိလို့သွားခဲ့ပါပြီ လူဖီကမှန်ကွဲစားကနေနာမည်တို့ကိုလမ်းခေါ်နေပေမဲ့တစ်ဖက်မှာလည်းနာမည်တို့ကတိုက်ခိုက်ခံနေရပါတယ်။အဆက်မပြတ်အမြောက်တွေနဲ့ပြစ်ခတ်နေရတာမလို့ချော့ပါတို့တဲ့အမြောက်ဆန်တွေကိုတားဆီးနေတဲ့တင်မောကလည်းအရန်ရိုင်းနေတာမလို့အားလုံးရှောင်ရွက်တွေခနေတုံးနာမည်ကလူဖီတန်ကိုကြားလိုက်ရပါတယ်။တင်မောမှာမှန်တွေရှိနေသေးရဲ့မလားလို့လူဖီကလမ်းပြောလိုက်ပြီးတော့အားလုံးကိုဖျက်ဆီးဖို့မှာလိုက်ပါတယ်။အဲ့လိုဒါလုပ်ရင်လူပြီဘလို့ပြန်လာနိုင်မှာလေလို့နာမီကမေးတော့လူပြီလည်းတနည်းနည်းနဲ့တော့အဆင်ပြေသွားမှာလို့ပြန်ပြောလိုက်ပြီးတော့သူကခတ်တခါပြီးတယောက်တည်းကိုပဲအာယုံစိုက်ချင်နေတည်းရဲ့လို့ဆိုပါတယ်။အဲ့ဒီချိန်ဘရော့ကမီလောင်နေလေအနမ်းရလို့တကားကိုဖွင့်ကြည့်တဲ့အခါတင်မောသူမှမီလောင်နေရကိုတွေ့လိုက်ရပါတယ်။ ဘူဒီတို့ကလည်းတမောတဲ့ကိုမီးရှို့နေတာကိုမရက်တန့်လို့လူဖီကတားဖို့လုပ်ရမယ်ခက်တခွေကဝင်ဝင်ပြီးတားနေတာမို့လို့လူဖီလည်းဘာမှလုပ်မရဖြစ်နေကြရပါပြီချောကလိတ်မျိုးစွီးစရုံအတွင်းမှာလည်းအားလုံးကခိတ်အထွက်အများပြင်းစင်နေခဲ့ပြီးတော့ဖိုတင်ကလည်းစန်းကြီးဖာလို့အရန်နေကျွေနေရကြောင်းခဏခဏလဲကျနေတဲ့ခါလဲကျဖို့အချိန်မရှိကြောင်းစပုတ်မှုတွေကလည်းပြောနေကြပါတယ်ပုတင်ရဲ့အမျိုးသားကတကယ်ကိုကျွမ်းကျင်ပြီးတော့နှစ်ယောက်သားလုံးကလည်းတကယ်လိုက်ဖက်ညီတဲ့အချင်းလင်မယားသူပါပဲဆိုပြီးတော့စဖူးမလေးတယောက်ကထပြောတဲ့အခါပုတင်ကလည်းအပျော်လုံးမထက်လဲချနေလို့အချိန်မရှိတော့ဘူးလို့ချက်ဖြောကအော်ပါတော့ရဲ့ တဖက်ကလူဗီကလည်းအဲ့ဒီဘက်ကိုရန်သူတွေလာနေပြီမို့လို့မှန်တွေကိုအမြန်ခွဲပစ်လိုက်ဖို့ပြောလိုက်ပါတယ်။နာမီတို့စီကိုလည်းဖောက်စပယ်ရဲ့ကန်တီနဲ့ဖင်မကအမြန်ရောက်လာပြီမို့လို့အားလုံးလည်းအရန်ကြောင်းနေကြတဲ့အခါဘာပဲဖြစ်နေရလဲလို့လူဗီကမေးလိုက်ပါတယ်။ဒီတိုင်းနဲ့ဆိုရင်နှစ်မြုပ်သွားတော့မှမလို့ချော့ပါလေကောဒီဘတ်စ်ကိုထပ်တုံးဖို့ပြောနေတဲ့အခါကိုလာမလုံလောက်တော့တဲ့အကြောင်းဘရုတ်ကပြောလိုက်ပါတယ်။ပရိုကအားလုံးလျှောက်ဖို့အတွက်အတက်ကိုစတိခိပေးမယ်လေမဖြစ်နိုင်တော့ဘူးလားလို့ခါရော့ကပြောရင်းနဲ့ပရိုကိုတောင်းပန်နေခဲ့ပါတယ် ပင်မန်နဲ့သူ့ရဲ့ကိတ်မုတ်ပေါ်မှာလဲဆိုပြီးတောင်းကျန်နေလို့ Pavel Pavel ကအဲ့လောက်ထိမလုပ်ဖို့ပင်မန်ကိုတားနေခဲ့ရပါတယ်။ချင်းမဲကလည်းသူ့တယောက်ထဲရွက်ကိုထိန်းနေပြီးတော့တင်မုတ်ကိုပြန်လှည့်တာ Green Wonder ကိုဝင်မယ်လို့ဆိုပါတယ်။ Green Wonder ဆိုတာကဘာလဲလို့ချော်ပါကအော်နေပြီးတော့တို့တွေအဆုံးသတ်သွားပြီလို့ပြောနေခဲ့ပါတယ်။ Luffy ကလည်းဘာလို့ဖြစ်သွားတတ်လဲလို့မှန်ကန်တဲ့သစ်မင်းနေခဲ့ရပါတယ်။ Green Wonder ဆိုတာက Lion Twin မှာဖြစ်နေတဲ့ Lion အခန်းဖြစ်ပြီးတော့ Fishman မျိုးနွယ်ကကလေးတွေအတွက်ကတော့ကစားဖို့အပြည့်စုံဆုံးနေရာတစ်ခုပဲလို့ချင်းမဲကဆိုပါတယ်။အခုမှနာမည်တို့လည်းတတူကလိုင်းတဲမှာရောင်းနေတာကိုတည်ပြီးတော့အရန်လန့်နေပါတော့ရေဒီအတိုင်းဆက်ပြီးရွှေလ င်ကြားတော့မှာမဟုတ်လို့တင်မောကောက်ကောက်နဲ့တော်တဲ့ရှီရောင်းလမ်းပြလဲရှိပြီးတော့ဓာရွေကိုတခြားထိန်ချုပ်နိုင်မယ်ဆိုရင်တော့အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ဆိုပါတယ်သူတို့နဲ့ချင်းဘဲကိုအရန်မိုက်ချောင်းအားလုံးကပြောနေခဲ့ပါရဲ့။ Pulsebo ကတော့ Shock တွေတို့တင်မောင်းနေတူတို့ရဲ့အလိမ်ညာတွေကပင်တဲ့ကိုနင်းမြုပ်သွားပြီပဲလို့တွေးနေခဲ့ပါရဲ့။ Pulsebo ကကတကူဝီစီဆက်တွေ့လာပြီးတော့ဒီဘက်ကအားလုံးကိုရှင်းသွားပြီဖြစ်တဲ့အကြောင်းကိုပြောတော့ Luffy လည်းနာမည်တို့ကို Orc ခေါ်နေပေမဲ့ပြန်ပြောတဲ့တန်တွေကိုမကြားရတော့ပါဘူး။ ကြည့်ရတာတင်မောကပင်လယ်တဲကိုမြုပ်သွားတဲ့ပုံပဲလို့ဘယူလီကပြောနေတော့ဂျော့စကာကတင်မောကပင်လယ်ရောက်မှရှိနေတာနဲ့မတူဘူးလို့ပြောလိုက်ပါရဲ့ဘယူလီလည်းတေချာအောင်လို့နောက်တစ်ခါတော့ထပ်ပြစ်ကြည့်လိုက်လို့ပြောနေတော့မှပဲမှန်ကိုနာမည်ကခွဲလိုက်ပါပြီ အဲ့ဒီမှမရှိရင်လူဗီပြန်မလာနိုင်တော့ဘူးလေလို့ broker ပြောနေပေမဲ့နာမီကတော့လူဗီပြောခဲ့တဲ့သူခတ်တက်ခုပြီးတယောက်တည်းကိုပဲအာယုံစိုက်ပရစေလို့ပြောခဲ့တဲ့ဇကားကိုပြန်တွေးခြင်းနဲ့တမမောကမှန်တွေအားလုံးကိုခွဲခိုင်းလိုက်ပါတယ်။ဒါကကပတိန်ရဲ့အမိန့်မလို့အ мян တာလှုပ်ဖို့နာမီကထပ်ပြောလိုက်ပါတယ်။ဘူလီတို့ကလည်းတမမောကမှန်တွေထပ်တွေ့ထားတာမလို့မိမျိုးရည်နဲ့ထပ်ပြဖို့လုပ်နေခဲ့ပြီးတော့တစ်ဖက်ကနာမီကလည်းဘလို့ဘဲဖြစ်ဖြစ်ဖျက်ဆီးဖို့ပြောနေခဲ့ပါတယ်။ဒါလို့နဲ့ဂျော့စကာတို့ပြလိုက်တဲ့အချိန်မှာဘဲကာရော့ကအဲ့ဒီမှန်ကိုဖျက်ဆီးပြလိုက်ပါပြီ။ တလုံးနဲ့မေရာဝေါ်နဲ့ဆက်တွေ့ထားတဲ့မှန်တွေကတခုပြီးတခုပျက်စီးသွားခဲ့ရပြီးတော့ချော့ပါကလည်းမှန်ကွဲစားကနေလူပီကိုဆက်တွေ့လာခဲ့ပါတယ်။လူပီကလည်းအဲ့ဒီနေရာကနေအ мян ထွက်သွားပြီးတော့ချော့ပါတို့ရဲ့အခြေအနေကိုမေးပါတော့ရယ်။ချော့ပါကတူတူတွေမြုပ်သွားပြီလို့အားလုံးကထင်နေပေမဲ့ဂျင်ဘက်ကကယ်တင်ပေးခဲ့ကြအောင်လူပီကိုပြောပြလိုက်ပါတယ်။ဂျင်ဘက်ကမရှိခဲ့ရင်ပင်တဲ့မြုပ်သွားလောက်ပြီမလို့အခုတော့အားလုံးအဆင်ပြေနေပြီးတော့ဘရုတ်ကလည်းတမပေါကမှန်တွေအားလုံးကိုဖျက်ဆီးပြီးကြအောင်ပြောပြလိုက်ပါရယ်။ရှန်သူမလာနိုင်တော့ဟုတ်ပါမယ်လူပီကပြန်လာလို့မရတော့ဘူးလို့ဘရုတ်ကထပ်ပြောလိုက်ပါတယ်။ လူပီကသူအဲ့ဒါအတွက်တခုခုစဉ်းစားပါမယ်လို့လုပ်နေလို့နာမီကဘာအစီအစဉ်မှမရှိပဲသူပြောတာကိုပဲနားထောင်ဖို့ပြလိုက်ပါတယ်။နာမီကသူတို့ကအခုခကာအိုချွန်းကိုဥတည်နေကြတာဖြစ်ပြီးတော့မနက်တနားကြီးအတွင်းလောက်ရှောင်းပါမလို့ခတကဝီကိုစော်ပြီးရင်ခကာအိုချွန်းကမှန်တခုကိုရှာပြီးလိုက်လာခဲ့ဖို့နာမီကပြောနေတော့ခတကဝီရဲ့မိုရှီနဲ့လူပီချက်တော့ကိုခံရရပါပြီ။အဲ့ဒီချိန်ခတကဝီကလူပီကိုဖျက်ကန်လိုက်တာမို့လို့မှန်လက်တစားစီကွဲသွားခဲ့ရပါတယ်။လူဗီလေးပြည်ရင်နဲ့ခတ်တကူရဲ့တိုက်ကွက်တွေကိုရှောင်ရှားနေမြင်မယ်။နောက်ဆုံးမှတော့လူဗီကိုအဆက်မပြတ်ထိသွားခဲ့ပြီးတော့လက်ထက်ကမှန်ကွဲသားတွေကလည်းပြုတ်ကျသွားခဲ့ရပါတယ်။ ။နာမီတို့ကလည်းလူဗီရဲ့အတန်ကိုမကြားရတော့အဆင်ပြေရဲ့လားလို့လူဗီကိုလှမ်းမိနေခဲ့ကြပါတယ်။လူဗီကခတ်တက်ခူဘီရဲ့နောက်ဆုံးရိုက်ချက်ကြောင့်အတော်လေးခံနေရပေမဲ့တငယ်ချင်းတို့ကိုစိတ်မပူစေချင်လို့အ мян သွားကြဖို့တာမှားလိုက်ပြီးတော့သူအရင်ရှောင်းနေလို့မင်းတို့ကိုပြန်ဆောင်းနေရမယ့်ပုံပဲမလို့နောက်မှပြန်ဆောင်တွေ့ကြမယ်လို့ပြောလိုက်ပါတယ်။ခတကဗီကသူကဒီနေရာမှာတိမ်မဲ့လူမဟုတ်လို့နောက်ဆုံးပြောစရာစကားများကြံသေးလားလို့လူဗီကိုဒါပြန်မေးလိုက်ပါတယ်။ လူဖီကလည်းသူကလည်းဒီလိုနေရာမျိုးမှာတိမ်မှာမဟုတ်ဘူးလို့ပြန်အော်ပြောလိုက်ပါတယ်ဆွေစီးသီးမှလည်းထမကူကဆော့ခတ်တွေအကြောင်းပေါ်မှာထမချားရတေးဘူးလားလို့မော်ဒီယောက်ကိုပြောနေခဲ့ပြီးတော့မဟုတ်မှလွေရောဒီနေမြေတေကနေထွက်သွားနိုင်ကြပြီကြလို့ထပ်ပြောလိုက်ပါတယ်ပင်နကူသူတို့ထွက်သွားနိုင်ခဲ့မဲ့ဆိုရင်ဝိုင်းရံထားတဲ့ခရုတွေကအာယုံခံပြီးနေမှာဖြစ်ပြီးတော့အဲ့ဒါအပြင်မမားနဲ့တူညီကိုမောင်နှမတွေအားလုံးကလည်းလိုက်သွားကြတာမလို့ family ကိုတိုင်ရှုံချီထားလိုက်ဖို့မော်ဒီယောကပြောလိုက်ပါတယ်ဂျမကင်းနန်ကြီးကလည်းပြက်စီးလို့နေပါဖြစ်နေခဲ့ပြီလို့မော်ဒီယောကဆိုပါတယ်။တစ်ဖက်မှာလည်းဘတ်စကတ်တီနဲ့ယွန်ကြီးကတိုက်ခိုက်နေခဲ့ပြီးတော့ဂျမကင်းနန်ကဒီနေ့ပြီးဆုံးသွားပြီလို့ဆိုကဘ တ်စကာတီကမိနဲ့မှုတ်လိုက်ပါတော့အေးဘသူမှဒေတာကိုမလိုချင်ကြဘဲနဲ့တေချင်းအများစုကစံနှမ်းမပါဘဲနဲ့ဖြစ်လာရတာလို့ခတ်တက်ကပီကဆိုပါတယ် မင်းလည်းမကြခင်တရားတော်မှလို့ခတ်တကပီကပြောနေတော့ဘူလီကရောက်လာပြီးတော့အကိုကြီးခတ်တကပီကိုလွယ်လွယ်နဲ့အနားယူနေမှာမဟုတ်ဘဲနဲ့သူကမွေးဖွားလာကလေးကအဲ့ရတဲ့မှာပလက်တခါမှမဖြစ်ဘူးတဲ့သူမွေးဖွားလာပြီးချင်းကလေးကကိုချလောက်ပေါ်ကိုယက်တိနိုင်ခဲ့တဲ့ထိုင်ကုန်တစ်ခုမှထိုင်နိုင်ခဲ့တဲ့သူ့ဘဝမှာတခါလေးတော့မလဲလျောင်းဘူးပဲနဲ့မြေကြီးပေါ်ကနေအထက်စီးကနေဆက်ဆန့်တဲ့လူတယောက်အမြဲတမ်းခံများတည်ငြိမ်ပြီးတော့တတ်မာတယ်အချံတွေကလည်းအမြဲတမ်းပြေးဆုံးနေတာမို့လို့အဲ့ဒါကအကိုကြီးခတ်တကပီဘဲလို့ဘူလီကဆိုပါတယ် အဲ့လိုလူတယောက်ကိုလူပီကတက်ခိုက်ဖို့လုံနေတာစိတ်ကြီးဝင်လုံးနေရတယ်လို့ဘိုဒီကထပ်ပြောတော့လူပီလည်းနားကြီးလို့ပိတ်ထုတ်ဖို့လုပ်တဲ့အခါခတကဝီကဝင်သားပါတော့ရဲ့ခတကဝီကသူ့ရဲ့ညီမလေးကိုဘာလို့တားလဲလို့လူပီကိုပြောလိုက်ပြီးတော့ရိုက်ချလိုက်ပြီးတဲ့နောက်မိုချီထရပ်နဲ့ထပ်ပြီးတော့တက်ခိုက်တဲ့အခါလူပီလည်းကတိလေးရှောင်လိုက်နိုင်ခဲ့ပါတယ်ဒီတုံးခွာလှန်ကိုမောလူခေါ်ချောင်းခတ်တကပီကပြောလိုက်ပြီးတော့ဘယ်အစိပ်ပိုင်းကိုဖြတ်တော့ပေးရမလဲလို့လူဗီကိုမေးလိုက်ပါတယ်။ဘူလီကလည်းခေါင်းကနေဖြတ်လိုက်ဖို့ခတ်တကပီကိုပြောလိုက်ပါတယ်။လူဗီက Giant Rifle နဲ့ထိုးတာကိုခတ်တကပီကအေးအေးဆေးဆေးရှောင်နိုင်ခဲ့ပါတယ်။ ဘူဒီကလူဗီနာမီတိုနဲ့ပြောနေရပြီးအားလုံးကိုကြားလိုက်ရတာမလို့အကိုကြီးဖာဗိုစပယ်ဟိုစီဆက်တွေ့ပြီးအားလုံးကိုပြပြလိုက်ပါရဲ့ကန်ဒီလိုင်းနဲ့ဖုံးလိုက်တာမလို့ဘလို့အသက်ရှင်နေရတာလေလို့ဖာဗိုစပယ်ဟိုကလည်းတွေးနေခဲ့ပါပြီဘလို့အသက်ရှင်နေတဲ့ဆိုတာဘူဒီကသူတီချာတော့မသိပါမယ်ညာတကောင်အချိန်လောက်မှတော့ခခါကျွန်းအမှတို့ရေပေါ်လာချင်မှမလို့အဲ့ဒါကနောက်ဆုံးပန်းနိုင်ပေလို့ဖာဗိုစပယ်ဟိုကိုပြပြလိုက်ပါတယ်ဒါကြောင့်မဲ့ဖာဗိုစပယ်ဟိုကမမလို့ချင်နေတဲ့ကိတ်ကချောကလက်မြို့ခခါကျွန်းမှပဲလို့ပြလိုက်ပါတယ် ခကောက်ကျွန်းမှာပူတင်ကအခုကိတ်ကိုလုံးနေပြီမလို့ဘာပဲပဲဖြစ်ဖြစ်သူ့လိန်နာတွေအားလုံးစရင်ရှင်းသွားတော့မယ်လို့ဖိုင်စပါဟောကတွေးနေခဲ့ပါတယ်။အဲ့ချိန်ဖင်မန်းကနတ်ကျွန်းစုစီကိုဝါဒင်ကိတ်ဆိုပြီးဦးတည်နေလို့ဖိုင်စပါဟောလည်းအယံလန့်သွားခဲ့ရပါတယ်။ခိတ်ကခကောက်ကျွန်းမှာလို့ဖိုင်စပါဟောကပြောနေခဲ့ပေမဲ့မမားကပြောမရလို့တိုင်ပတ်နေခဲ့ပါပြီ။တစ်ဖက်ကလူဗီကလည်းမင်းကိုလုံးဝမရှုံးစေရဘူးလို့အော်ပြောရင်ရက်ဟော့ခ်နဲ့တိုက်ခိုက်ပေမဲ့ခတ်တကဝီကတားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာလို့လူဗီပဲခံနေရပေမဲ့လူဗီကလုံးဝလက်မလျှော့သေးဘဲနဲ့သောအယ်လီဖန့်ကန်နဲ့ပြန်တိုက်ခိုက်ပါတော့။ ဒါပေမဲ့ခတ်တကဝီရဲ့မိုချီပဲဖြစ်သွားတာမလို့လူဖီကခတ်တကဝီကိုလုံးဝမထိနိုင်ဖြစ်နေခဲ့ပါရဲ့ ခတ်တကဝီကသူသားဝေးအားလုံးကိုကြုံမြင်နိုင်တဲ့တခုပြောလိုက်ပြီးတော့လူကြီးမှအနာဂတ်ဆိုတာလုံးဝမရှိနိုင်တော့ဘူးလို့ဆိုပါတယ်။သူဖီက Hawk Twin Pieces တို့နဲ့တိုက်ခိုက်တဲ့အခါလဲခတ်တကဝီကပဲဖမ်းပြီးတော့ဂိုင်ပေါက်ခါမိုးနဲ့ထိုးပေမဲ့ကတိလေးလွတ်သွားခဲ့ရပြန်ပါတယ်။တိုက်ခိုက်နေကြတာလဲအချိန်တွေကြာနေပြီမလို့ဘယ်အချိန်ထိဒီလိုအရှက်ရစရာကောင်းတဲ့ပုံစံကိုထက်လို့နေုံမှလဲလို့ခတ်တကဝီကလူကြီးကိုပြောလိုက်ပါတယ်။ကတကဝီကလူဗီဘလိုလှောင်မလဲဆိုတာကိုကြိုတီးလို့တိုက်ခိုက်ပေမဲ့လူဗီကချက်ချင်းပြန်ရှောင်နေတာမလို့ကတကဝီလည်းစိတ်တူစရာလှောင်ရှားတဲ့ပုံပဲလို့ပြောနေခဲ့ပါတယ်။ လူဖီကဆပ်စပီယာကိုတုံးလိုက်ပြီးမှခတ်တကပီမရှိတော့ဘူးဒီထားမိတဲ့ခါခတ်တကပီကန်ထုတ်တော့ကိုခံလိုက်ရပါတော့တယ်လူဖီကဂရစ်စလီကော့စကူးမက်ဂနနဲ့တိုက်ခိုက်တဲ့ခါမှာလည်းခတ်တကပီကမိုးနဲ့ပဲပြန်တိုက်ခိုက်တာမလို့လူဖီပဲလွင်ထွက်လာခဲ့ရပြန်ပါပြီလူဖီလည်းခတ်တကပီရဲ့တက်ကွက်တွေကိုရှောင်ရဲမောပန်းလို့နေခဲ့ပါပြီ ဟာကီနဲ့လည်းထိအောင်လို့မရတယ်လို့ဟာကီမရှိဘဲနဲ့လည်းထိုးလို့မရအဲ့ဒါအပြင်လူဖီရှောင်ရှားမဲနေရတွေကိုခတ်တက်ခပီးကအတိအကျသိနေတာမလို့နှစ်ဆလောက်ပမန်းစေလို့ဆိုပါရဲ့ခတ်တက်ခပီးကသူလည်းအဲ့လိုခံစားရပြီးတော့သူတက်ခိုက်တာတွေကိုလည်းသူတို့ရှောင်နိုင်တဲ့ရဲ့လူမရှိသေးဘူးလို့ပြလိုက်ပါရဲ့ခတ်တက်ခပီးကလူဖီကိုထပ်ပြီးတက်ခိုက်တဲ့အခါလူဖီကလည်းမိုးကိုရှူဖို့ကြိုးစားရမယ်မရခဲ့ပါဘူးလူဖီကအီကဲပါဆူကနဲ့တက်ခိုက်တော့လေခတ်တက်ခပီးကလူဖီကိုဆွဲရိုက်ချလိုက်ပြီးတော့ချုပ်ကင်လိုက်ပါတော့ရဲ့ဒါလောက်ထိပဲမလို့လူဖီဘလို့ပဲရှောင်ရှောင်ခတ်တက်ခပီးကကြိုးမြင်နေမှာပဲလို့ဆိုပါရဲ့ လူပိကိုတပ်ပစ်ဖို့လုပ်တဲ့အခါမှာတော့မိုးကိုလူပိက6တောင်းနဲ့ပြန်ဆွဲထွက်လိုက်ပြီးတော့ရောင်းထွက်လာနိုင်ခဲ့ပါတယ်ခတ်တခဘီကချမ်းမြစ်တစ်ခုလုံးကိုမိုးချီအဖြစ်ပြောင်းလိုက်တော့လူပိလည်းအဲ့ဒါကဒိုဖလမင်ကိုလောက်ခဲ့တယ်လို့ပဲလို့ပြောနေခဲ့ပါတယ်ခတ်တခဘီကသူ့ရဲ့ DBF2 စွန့်ရင်ကလည်း awaken ဖြစ်နေပြီလို့ပြောလိုက်ပြီးတော့မိုးချီဝင်နဲ့ချုပ်လိုက်ပါတော့ရဲ့ မိုးနဲ့တက်ပေးရမလားမိုးချီတဲ့နှစ်ပြီးတော့တက်ပေးရမလားလို့ခတ်တကပီကမေတော့လူပီကသူ့သိမ်းမှာမဟုတ်ဘူးလို့ပြန်អော်ပါတော့ဟဲ့လူပီကမာဆယ်တဲကိုလေတွေမဟုတ်တွင်းနေတာကိုခတ်တကပီကမြင်လိုက်ရတဲ့အခါကျဖိုကီယာကိုတုံးတော့မယ်ဆိုတော့ကိုကြိုတိလိုက်ရပါပြီဟိုကိတ်ကျွန်းပါလေဆော့ဟတ်တရဲ့တင်းနေရာကိုအချက်မပေးသေးလို့မော်ဒီယိုကလည်းထူးဆန်းလို့နေခဲ့ပါတယ်ဖပ်ကွန်ကလည်းပတ်ဖြူအတွက်ဝမ်းနဲ့လို့အောင်ငုံနေခဲ့ပါတယ်ဖပ်ဖြူကဖပ်ကွန်အတွက်အကိုကြီးတရားလိုပဲမလို့ဘာလို့သေးဖို့လမ်းကိုရွေးချယ်ခဲ့ရရလဲလို့ထမကူကပြောနေခဲ့ပါတယ် လွန်ခဲ့တဲ့9နှစ်3ကဆိုမျက်ရည်စားရည်နဲ့ဖတ်ဖြူကသူ့တက်ကိုအောင်မှာသူကိုတိုင်းတောင်းဆိုခဲ့တာမလို့အဲ့လိုလူမျိုးကအခုအသက်ကိုထိအောင်မှာစွန့်ပြီးတော့ရှော့ဟက်တစ်ကိုရွက်လွှင့်စေခဲ့တယ်။ရှော့ဟက်လူပြီးကိုငါတို့ရဲ့ရှော့တွဲမိခဲ့တဲ့ပုံမဲ့လို့ထမကူကထပ်ပြောတော့မမကအဲ့လိုကောင်ကြောင်းနေတော့ဘယ်တော့မှအဆုံးသက်နိုင်မှာမဟုတ်ဘူးလို့မော်ဒီယောကဆိုပါတယ်။ထမကူလည်းပျက်စီးသွားတဲ့ခြေထောက်ချစ်ကိုကြည့်ပြီးတော့ရှော့ဟက်ကအားနေတယ်လို့ပြောချင်နေတရလာလို့မော်ဒီယောကိုပြန်ပြောလိုက်ပါတယ်။ အဲ့ဒီကိစ္စကမတော်ဆဖြစ်တယ်လို့မော်ဒီယောကပြန်ပြောတဲ့အခါအဲ့ဒါကမတော်ဆဆိုရင်တော့အခုကလည်းမတော်ဆစောင့်ကြည့်ခရုတွေကကြာရှုံးနေပြီပြန်လာလာလို့ထမကူကထပ်ပြောလိုက်ပါတယ်။အနည်းဆုံးတော့ဆော့ခတ်တွေဒီကိုရောက်လာသေးကမမျောလင်းထားတဲ့ဖြစ်ရက်တွေစတိုက်ဖြစ်နေခဲ့တယ်။မမိုင်းနမေကိုစမတိကရအောင်လို့နမေအပြင်ဘက်အထိအင်အားပြေးသွားတဲ့တင်မောတက်ဆူတွေကိုလွတ်ထားတာကပိုကောင်းမယ်လို့ထမကူကဆိုပါတယ်။ ဖမန်းနေမြေအတွင်းကပင်လယ်ထဲမှာလည်းဘကဲတို့နောက်ကို Charlotte family ရဲ့6အမျိုးသမီးတော့ Caster ကလိုက်နေခဲ့ပြီးတော့အမျိုးတွေပြဖို့လည်းမိန်ပေးလိုက်ပါတယ်။ဘကဲတို့ကလည်းပြန်ပြင်းနေတာမလို့ထားတဲ20နဲ့25နှစ်ခုလောက်ကိုထိသွားခဲ့ရပါပြီ။ အဲ့ဒီချိန်ဘက်ကဲတို့ကလည်းအမြန်ထွက်ပြေးတဲ့အခါပင်နေတဲ့ကခယူးတွေကမချခင်တူတူနေရာကိုချက်ချင်းတတိပေးလိုက်မယ်လို့ကက်စတာကဆိုပါတယ်။ဂျာမခင်းနဲ့မှလည်းအီချီချီနဲ့တိုက်ခိုက်နေတဲ့ဒော့စမာချီကအမြင့်ဆုံးဒော့စမာရဲ့တိုက်ခွက်ကိုပြတ်တပေးမယ်လို့ဆိုပါတယ်။အီချီချီလွင့်ထွက်သွားတဲ့အခါကျဒော့စမာချီကသူ့လုံးနဲ့သွားပြီလို့ထင်နေပေမဲ့အီချီချီကပြန်ပြီးတော့ထလာခဲ့ပါပြီ။တစ်ဖက်ကနီချီကလည်းနက်စတော့ချဲကိုဒီလိုပုံစံနဲ့ဂျာမကိုအနိုင်ယူနိုင်မယ်လို့ထင်နေရလားလို့မေးနေခဲ့ပါတယ်။နက်စတော့ချဲကနီချီကိုသူ့ရဲ့အထူးလေးပွင့်နဲ့တိုက်ခိုက်ပြီးတော့အတ်တွေနဲ့ထပ်ပြီးတော့ပြစ်လွတ်လိုက်ပါတယ်။ တို့နဲ့ပဲချမကင်းနဲ့မှာပြန်မှန်းဖောက်ရည်အားလုံးကလည်းရှုံနေသွားခဲ့ရပါပြီ ညချီကနက်စတောချဲရဲ့ဆက်တွေ့ရဲ့ခရူကတဆင်မော်ဒီယိုကိုဆက်တွေ့လိုက်ပြီးတော့နက်စတောတဲ့ပုံစံဟန်ဆောင်ကဂျာမန်ကင်းနဲကိုဖျက်ဆီးနိုင်ခဲ့ပြီလို့လိန်ညာပြောလိုက်ပါတယ်။ကလုံးတွေထွက်လို့တဲ့ထွက်လို့ရေးစနစ်ကိုတော့မဖျက်ဆီးမိခဲ့ဘူးမလားလို့မော်ဒီယိုကချက်ပြီးတော့အဲ့ဒါကအတိကမိန်မလို့အဲ့ဒါတွေထက်အခြားဟာတွေအားလုံးကိုဖျက်ဆီးသွားပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဖြစ်မှတ်တွေကိုမကြည့်တဲ့မော်ဒီအော်ကတော့ဒီစကားတွေနဲ့အရန်ဝမ်းတာလို့နေခဲ့ပါပြီ။စတော့ခတ်တွေကဘလို့ဖြစ်သွားပြီလဲလို့ညချီကထပ်မိတဲ့အခါပင်တက်ကိုထွက်သွားစေခဲ့ပြီးအနောက်ဘက်ကိုဦးတည်နေကြောင်းနဲ့တာဝန်ချီတဲ့ဆိုကမော်ဒီယိုကဖုံးချသွားခဲ့ပါတယ်။ ူပြီးတော့အစင်ပြေသွားတဲ့ပုံမှန်လို့ဘိုင်ချူကလည်းပြောနေခဲ့ပြီးတော့ HG ကတူတူလည်းပင်လက်တဲကိုထွက်ချမှာမလို့တင်မော့တွေကိုထွက်လိုက်ဖို့ပြောလိုက်ပါတယ်။တစ်ဖက်ကလူဗီကဖိုခီယာကိုတုံးမဲ့ဆိုတာကိုကြိုသိနေတဲ့ကတ်တကဗီကတော့လူဗီလက်ကိုမိုချီနဲ့ချုပ်လိုက်ပြီးတော့ရိုက်ချလိုက်ပါတော့။ကတ်တကဗီကသူကလူဗီကိုလုံးဝရှော့မတွက်ထားဘူးလို့ပြောလိုက်ပြီးတော့နယန်တေကိုပါမိုချီလိုမျိုးဆွဲပြီးတော့လူဗီကိုဖိလိုက်ပါတော့။လူဗီရဲ့တွက်နေတဲ့အချိန်ကအတော်လေးကုန်နေပြီဖြစ်ပြီးတော့ဒီနေ့မာဗီယန်ချာအတွက်မိနစ်40နောက်ကျနေပြီလို့ကတ်တကဗီကဆိုပါတယ်။တကြကြခန်းစားရမှာမဟုတ်လို့ခတ်တက်ကဗီကလူဗီကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ စပမုံးတွေကခတ်တခွေအတွက်မာဗီယန်တာကိုယူလာပေးပြီးတော့တိုက်ပွဲမှလည်းအနိုင်ရလို့ခုံယုံချောင်းပြောနေတဲ့အခါခတ်တခွေကသူ့အတွက်ဒါရီမလိုပဲနဲ့မာဗီယန်တာကိုဒါတခြားပြင်ဆင်ပေးဖို့ပြောလိုက်ပါတယ်လဖက်ရီကတော့လွန်ခဲ့တဲ့မိနစ်40လောက်ကအိဆက်သွားကြောင်းစပမှုကပြောတော့ခတ်တခပီးလဲ ice tea ဆိုရင်လည်းရတယ်လို့ပြန်ပြောလိုက်ပါရဲ့စပမှုကတယောက်ချင်းစီပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်းကိုတခြားရှင်းပြနေပြီးတော့လောကကဒွင်းတွင်းစေလိုက်မှလို့ဆိုပါရဲရှော့ခနဲ့တိုက်ပွဲမှာဟာကီကိုအများကြီးတုံးထားပြီးပြီမလို့လွန်လောက်တဲ့စွမ်းအင်ကိုပြန်ပြီးဖြစ်တင်းထားမှရမယ်လို့ဆိုပါရဲ့ သူတို့နဲ့ခတ်တက်ခဗီကမိုချီတွင်နဲ့အိတ်တလုံးကိုလှုပ်လိုက်ပြီးတော့အထဲကိုဘသူမှမဝင်လာစေဖို့လဲမှားလိုက်ပါတယ်ခတ်တက်ခဗီစားတောင်းနေတာကိုတခါမှမမြင်ဘူးလို့ဘလူတာမဝေရကြီးရဲ့သူလဲလို့ဆပ်ပေါ်မှုတွေကလည်းပြောနေတော့လူဗီကသူ့ကိုဖိထားတဲ့မိုချီတွေကိုပြန်စားပစ်လိုက်ပြီးတော့အပြင်ကိုထွက်လာခဲ့ပါပြီလူဗီကိုမြင်တော့ဆပ်ပေါ်မှုတွေကလည်းအရန်လန့်နေပြီးတော့လူဗီကလည်းဒီနေရာကတိုက်ပွဲတွေကိုအနိုင်ရဖို့အတွက်တခုခုကိုဘာလို့စားနေရလဲဆိုပြီးပောက်ကွဲနေတဲ့အခါအဲ့လိုတော့မှစားရင်တာကလည်းမဲမဲရှိရလို့ဆပ်ပေါ်မှုတွေကလည်းပြန်အော်ပါတော့ဟဲ့ ဟိုကောင်ရောက်ဖျောက်သွားပြီလေဆိုလူဖီကထတ်မိတော့ဆပမှုတီကလည်းခတ်တက်ခဝီကအထဲကိုဘသူမှမဝင်လာစင်လေလို့မှာခဲ့တာကိုပြန်တွေးရှင်းခတ်တက်ခဝီကမေရာဝေါ်ဒဲကနေထွက်သွားပြီလို့တင်ညာပြောလိုက်ပါတယ်လူဖီကတော့ဟိုနေရာကနေဒုနဲ့အနံ့ရောက်တာမလို့သူနိုင်နေထင်ပြီးတော့အပန်းဖြစ်နေတယ်မလားလို့ပြောလိုက်ပါတယ်ခတ်တက်ခဝီကစစ်ပွဲနဲ့ဖျားနဲ့စကားပြောနေတာဖြစ်ပြီးတော့ဒါကမြင့်မြတ်တဲ့အချိန်မလို့မနှောက်ရှက်ရဘူးလို့ဆပမှုကပြောရအောင်လူဖီကထွက်သွားပါတော့ရဲ့ချိန်ချောက်တော့ကိုကြောက်လန့်ပြီးထွက်သွားတဲ့ပုံပဲလို့ဆပမှုတီကပြောနေတော့မှပဲပိန်လျောင်ပြေးပြီးတော့ပြန်လာတဲ့လူဖီကိုတွေ့တော့အယမ်းလန့်သွားပါတော့တယ် ဒီနောက်ကိုမကန်နေတဲ့ဆပမှုတွေကပြောနေပေမဲ့လူဗီကတော့အလီဖာဂန်နဲ့မိုချီအိမ်ကိုဖျက်ဆီးလိုက်ပါပြီချောကလိတ်မျိုးရဲ့ဆွိဆက်ရုံမှာလည်းပူတင်ကစန်ကြီးစိတ်ကိုပဲစိတ်ကိုရှောင်းနေလို့အခုကရောဆက်တာကိုတခြားအယုံဆက်ရမယ်လို့တွင်နေခဲ့ပါတယ်ရှက်ဖွန်ကလည်းသူ့လုံထားတဲ့ကိတ်မုတ်ကိုစန်ကြီးကိုမြည်စန်းကြည့်ခိုင်းတဲ့အခါဒါကိုမြင်လိုက်ရတဲ့ပူတင်ကလည်းမနာလို့ဖြစ်နေပါတော့တဖက်ကအိုဗန်တို့ကလည်းခါခါကိုကျွန်းကိုလာနေခဲ့ပါပြီအင်ကိုဖျက်ဆီးလိုက်တဲ့အခါလဲလျောင်းပြီးတော့ပါဇက်အကြီးကြီးနဲ့ဒုံနဲ့တွေ့ကိုအရတရှိရှိစားတောက်နေတဲ့ခက်တက်ခွေကိုမြင်လိုက်ရပါတယ် သူစားနေတဲ့ကိုမြင်သွားတဲ့ခက်တကဝီကလည်းဒေါတာရဲ့အရန်ထွက်လို့နေခဲ့ပါပြီ။စဖမှုတယောက်ကိုတပ်ပစ်လိုက်တဲ့အခါအခြားစဖမှုတွေကလည်းသူတို့တွေဒါကိုသူတို့ပစက်ကြီးဟတ်တက်ကွဲသွားမယ်ဆိုရင်တော့မပြောပါဘူးလို့ပြောမိလိုက်ပါတယ်။ပစက်ကြီးဟတ်တက်ကွဲတဲ့ဆိုတဲ့စကားကိုကြားတော့ခက်တကဝီက H မိုချီနဲ့ပိတ်ဆော်ပေးလိုက်ပါတယ်။လူဗီကလည်းအသက်ရှင်နေတာမလို့တိတ်တဲ့အထိမစောင့်နေခဲ့တာအတွက်လည်းခက်တကဝီကတောင်းမှန်လိုက်ပြီးတီးခန့်ထားတာကလည်းအတိုင်းတာတစ်ခုကန်တဲ့တစ်ခုကိုရှောင်းနေပြီဆိုကလူဗီကိုစတိုက်ခိုက်ပါတော့ရဲ့။ လူဖီကအတ်မမဟန်လင်းနဲ့ပြန်ထိမ့်မမဲ့ခတ်တက်ခဗီရဲ့အတ်မမဟန်လင်းကပို့ပြီးတာနေလို့လူဖီလက်တွေလည်းအတော်လေးပူချောင်းလုံးနေခဲ့ပါပြီခတ်တက်ခဗီကလူဖီကိုအဆမပြတ်တိုက်ခိုက်နေပြီးတော့သူ့ကိုနိုင်မယ်လို့ယုံကြည်ချက်ရှိနေတာတွေတော်လိုက်တော့လို့ပြလိုက်ပါရဲ့ ခတကဝီကသူ့ရဲ့စစ်မှန်တဲ့ပုံစံကိုမြင်လိုက်တဲ့သူကအသက်ရှင်လျက်ရှိမနေနိုင်တော့ဘူးလို့ပြောလိုက်ပြီးတော့လူဖိစကိုဦးတည်တဲ့အခါလူဖိကဒီတစ်ခါမှတော့ခတကဝီရဲ့မျက်နှာကိုကန်လိုက်နိုင်ခဲ့ပါတယ်ခတကဝီကမရှောင်နိုင်ခဲ့တာမလို့လူဖိလည်းဘာလို့လဲလို့တွေးနေတော့ခတကဝီကသူ့အကန့်ခံရတာဘာဖြစ်လဲလို့ဆိုကလူဖိကိုပြန်ပြီးတော့တိုက်ခိုက်ပါတော့ဒါမှမဟုတ်လူဖိကခတကဝီရဲ့တိုက်ကွက်တစ်ကိုအလိုလေးရှောင်နိုင်နေတာမလို့အရင်ကသူ့တိုက်ခိုက်တာတွေကလုံးဝမတက်ရောက်တာကိုပြန်တွေးရင်းနဲ့မင်းရဲ့စွမ်းရည်တွေကိုတဖြည်းဖြည်းနားလည်လာပြီလို့ဆိုပါတယ် လူပည့်ရဲ့စွမ်းရည်ကခတ်တခရီကသူ့ရဲ့စွမ်းရည်ကိုမရှင်းနိုင်ဘူးလို့အချိန်မြောက်စွာပြောခဲ့ပြီးပြီမလို့ဘာနားလိုက်တာလဲလို့ခတ်တခရီကပြန်ပြောလိုက်ပါတယ်ဒီတခါတော့မင်းတိတ်သွားတာကိုတခြားစောင့်ကြည့်မယ်လို့ဆိုကခတ်တခရီကမေးပြန်တယ်ကိုမိုးချီတွေအဖြစ်ပြောင်းပြီးတော့တခိုက်ဖို့လှုပ်ခဲ့ပြီးတော့လူပည့်ကလည်းဖိုခီယာကိုတုံလိုက်ပါပြီခတ်တခရီကအစွမ်းထက်တဲ့ဆိုပေမဲ့အနိုင်မယူနိုင်တော့မဟုတ်ပါဘူးလို့လူပည့်ကလည်းပြောလိုက်ပါတယ်ခတ်တကဘီကဒေါ်ဒါရဲ့အရန်ထွက်လိုက်တာမို့လို့မိုချီတွင်နဲ့လူဗီကိုတိုက်ခိုက်နေခဲ့ပေမဲ့လူဗီကိုမထိတော့ပဲလူဗီကလည်းခေါင်းကန်းနဲ့ပြန်ပြီးထွက်လာတဲ့အခါခတ်တကဘီလည်းလွန်ထွက်သွားခဲ့ရပါပြီ။ တတိကတဲ့ one piece အပိုင်း216ပြပြအပိုင်း219ကိုစတင်ပေးနိုင်မှုသူက like လေးတယောက်ချက်စီနေပြီး comment လေးကျွန်တော်မှတ်မိခဲ့ကြပါအောင် channel လေးလည်း subscribe လေးမလုပ်ရတဲ့လုပ်ပြီးတော့ခဲ့ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ